က်5နှစ်ထိအရေးကြွယ်လို့ရရဲ့ကိုနှုတ်ခမ်းလေးကိုသွားကြည့်လိုက်ရအောင်မင်္ဂလာပါညီမကတော့ Amrabay Kuno Project ကိုတာဝန်ပြီးတော့ရောင်းချပေးနေရဲ့ Property Advisor ဂျီရင်ဖြစ်ပါတယ်ဒီနေ့မှာတော့ညီမနဲ့တူတူ25နှစ်ထိအရေးကြွယ်လို့ရရဲ့ကိုနှုတ်ခမ်းလေးကိုလိုက်ကြည့်လိုက်ရအောင်နော် Let's go ကဲခုဆိုလို့ရှိရင်တော့ ခုနက25နှစ်အေးကြောင့်ဝယ်လို့ရရဆိုရင် family ခန်းလေးရောက်နေရပါတော့ဒီခန်းကဆိုတော့8ခန်း3ခန်းပါတဲ့အပြင်မှာနောက်ထိုင်အိမ်ကိုခန်းလေးတစ်ခန်းပါတယ်အခုရှင်နေအခုမြင်နေရတာကကြတော့ဒီဟာကကြ dining area လေးပါတော့ dining area ကက်ရမှာဆိုလို့ရှိရင် kitchen လေးရှိပါမယ်ဟုတ်မှာအခန်းမှာဆိုရှင်ရေ slide တော့ပါမယ်ပေါ့နော်ဒါရောဆံမဲ့ပြထားတယ်ဆိုတော့ slide တော့မပါသေးဘူး kitchen area မှာဆိုရှင်လည်းအခုမြင်နေရတဲ့အတိုင်းပဲ kitchen cabinet တွေအကုန်လုံးတစ်ခန်းပဲပါပြီးသားဒီလိုမျိုး basic cabinet တွေ360 degree ရရှိပက်ကောင်လေးလည်းပါပြီးသားဒီမှာဆိုလို့ရှိရင်ရေတန်းဆက်တစ်ခါရေးထည့်ပေးထားပြည့်တဲ့ကြောင့်မို့လို့ရေတန်းနဲ့အပြင်းလေးဖွဲတတ်စရာမလို့ဒီမှာဆိုလို့ရှိရင်တော့အိမ်ကူခန်းလေးရှိပါတယ်ဆက်ကြည့်ကြရအောင်ဘောနော် Okay အဆောရှိဘက်အိမ်ခန်းလေးတော့ကြည့်ရအောင်အာဒါနေ့ဒီရိုက်ကရမှာဆိုလို့ရှိရင်တော့ဒီလိုလေးလေးဒီရိုက်အချင်းရှိပါတယ် လဟက်ကလည်းအစီအမရှိရတဲ့ကြောင့်မို့လို့မုန်းချမှုရတာလုံးဝခံစားရလို့အခန်းနဲ့ဖတ်ကြည့်အောင် Let's go ဒါတော့ပမာဆုံးမြရတဲ့အခန်းလေးဖြစ်ပါတယ်ဒီအခန်းမှာဆိုလို့ရှိရင် develop ထားလို့ရရပါတော့เนาะဆက်နောက်ထပ်အခန်းခန်းစနေကြည့်အောင်เนาะ ခန်းရဲ့အားသာချက်ကတော့ကျွန်တော်အဲအခန်းစဝန်ရှိပြီးတော့ wardrobe area ဆိုလို့ရှိရင်စတဲ့ဝန်ရှိတယ်ပြီးတော့သူ့ရဲ့ neutral can toilet ထဲမှာဆိုရှင်ဘတ်တက်ပါလေဒီမှာပါဘတ်တက်လေးနဲ့မှာရေစင်စင်တဲ့သူတွေအတွက်ဒီခန်းလေးအားလုံးမှာအသင့်တော်ဆုံးပါပဲဆောနောက်ထပ်အခန်းတစ်ခန်းကြံပါသေးရင်တော့ကြည့်ရအောင်ကျမ်းလာကြည့်ပါအရှမ်းမိုက်တယ်နော် လုံးဝနေချင်းစီကအပြစ်ဖန်တီးပေးထားတာပါဆိုတော့အဲရုပ်ကြီးမှာဆိုလို့ရှိရင်60 degree ဆင်လို့ရပါတယ်အရောင်လေးကအပြာမင်းဆိုချစ်ဖို့ကောင်းတယ်ကဲဒါဆိုလို့ရှိရင်အခုပြပေးသွားတဲ့အခန်းလေးကိုပေါ့နော်အာဒါမီသားစုခန်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ရင်းရဲဖုန်းနံပါတ်ဖြစ်တဲ့39 989 8469ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမှစုံစမ်းပေးမြင်လို့ရမှာဖြစ်ပါတယ်ဒီတော့ကအခုဆိုလို့ရှိရင်လေ promotion ပေါ့နော်ငွေရတီတော့ promotion လေးအစီအစဉ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လေအသေးစိတ်ကို ဒီ page ရဲ့ message box ကနေပဲဖြစ်ဖြစ်ဖုန်းနံပါတ်လေးကိုပဲဖြစ်ဖြစ်အသေးစိတ်ဆက်သွယ်ပြီးတော့မေးလို့ရပါတယ်နောက်ထပ် video မှာပြန်တွေ့ပါမယ်နော် bye bye